မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်ဇွန်လ16ရက်နေ့ Radio NUG ရဲ့မနက်ခင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးပါရမယ်။ကျွန်တော်ကတော့ຫນွေဦးနိုင်ပါ။အခုပထမဆုံးတစ်ပုဒ်အနေနဲ့ Drone Sensu ကြီးဟာအချင်းထောင်ပြင်ပကပြည်သူတွေရဲ့အရေးတော်ပုံကြီးနဲ့တသားတွေရက်တည်နေတယ်လို့ NUG ကဝေဝန်ကြီးပြောကြားတဲ့သတင်းကိုတင်ပြပေးပါမယ်။ Drone Sensu ကြီးဟာအချင်းထောင်ပြင်ပကပြည်သူတွေရဲ့အရေးတော်ပုံကြီးနဲ့တသားတွေရက်တည်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးရီမုံကနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်ရဲ့အသက်80နှစ်ပြည့်မွေးနေ့ဆုတောင်းမှာထည့်သွင်းပြောကြားထားပါသည်။ဘုကျော်အောင်ဆန်းရဲ့တော်ဆန်းစုကြည်တားပါနေရကိုရရှိခဲ့တာကမြန်မာလူ့ဖွဲ့စည်းတွေအရတော်တယ်လို့ပြောပါပါလိမ့်မယ်။သူတို့ရဲ့ကုညင်တရားဉာဏ်ပညာသူရတ္တိနဲ့စွန့်လွတ်ပေးဆက်မှုပါကျွန်တော်တို့အားလုံးအတွက်ရှေ့ဆောင်လမ်းပြဖြစ်ခဲ့ပါလိမ့်မယ်။ ဒီနေ့2025ဂျွန်လ19ရက်ဆိုရင်မီတော်ဆန်းစုကြည်အသက်80တင်းပြည့်ပါပြီသူရဲ့အသက်80ဒီဝင်းနေပွဲကိုအချမ်းပဲစစ်ကောင်စီရဲ့အကျဉ်းစခန်းတစ်ခုထဲမှာဖြတ်တန်းရဖို့ရှိနေပါတယ်ဒီအချိန်မှာမြမပြည်သူတွေဟာသူတို့ချစ်တဲ့မိစုကိုအထူးတလင်လွန်ဆော်နေကြတယ်ကြီးကြီးငယ်ငယ်ယုံမယွင်းမြမပြည်သူတွေကဒေါ်ဆန်းစုကြည်ကို မေစုလို့ခေါ်ရပါတယ်အမေစုဆိုတဲ့ခေါ်ပေါ်မှာသူတို့ရဲ့ချစ်ခင်မြန်လူမြန်မာလူဖွဲ့စည်းရဲ့မိခင်အဖြစ်တန်ဖိုးထားမှုကျွန်တော်တို့မြင်တွေ့ရဖြစ်ပါတယ်မေတ္တာဆိုတာတွားပြန်ရှိရဲဆိုတဲ့စကားလိုပဲဒေါ်ဆတ်စုကြည်ရဲ့ပြည်သူပေါ်ထားတဲ့မေတ္တာကိုပြည်သူကတုံ့ပြန်ရောင်ပြန်ဟပ်ခဲ့တာပဲဖြစ်ပါတယ်မနာလိုဝင်ကြိုးစိတ်အမတန်ကြီးပြီးပြည်သူကိုရန်သူလိုမှတ်ယူနေရှိတဲ့ စစ်အုပ်စုကတော့ပြည်သူကဒေါန်ဆန်းစုကြည်ကိုချစ်လေသူတို့ကဒေါန်ဆန်းစုကြည်ကိုမုန်းပြီးဖြစ်ပါတယ်။ဘာကြောင့်ခုထိဒေါန်ဆန်းစုကြည်ကိုပြန်ထောက်မပေးသေးတာလဲ။သိရပါတယ်ဒေါန်ဆန်းစုကြည်ဟာအချင်းထောင်ပြန်ပကပြည်သူတွေရဲ့ရေးတော်ပုံကြီးနဲ့တကားတဲ့ရက်ပြည်နေတဲ့အတွက်ပဲဖြစ်ပါတယ်။စစ်အုပ်စုရဲ့လူမဆန်မှုကိုကောင်းကောင်းသိထားတဲ့ဒေါန်ဆန်းစုကြည်ကတော့အကြမ်းဖက်စစ်ကောင်စီစီကဘလူတနာငယ်ညာမှုမျိုးကမှမျောလင်းလိုက်တယ်။ မဟုတ်ပါဘူးလူမျော်လင့်မှာကတော့ပြည်သူတော်လှန်ရေးရဲ့အောင်ပွဲပဲဖြစ်ပါတယ်အောင်ပွဲရဲ့ပြည်သူကိုပဲသူနားဆွနေမှာဖြစ်ပါတယ်အခုဆက်လက်ပြီးတော့ဒေါအောင်ဆန်းစုကြည်ငလင်တန်ကြောင့်ဒဏ်ရာရရှိခဲ့ကြောင်းစုဖောင်ဒေးရှင်းမှသတင်းထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ် 2025ခုနှစ်မတ်လ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့အင်အား9.9အဆင့်ရှိတဲ့ငလင်တန်းကြောင့်၎င်းအကျဉ်းချထားတဲ့ထောင်အဆောက်အုံပျက်စီးခဲ့ပြီးတော့ဒေါအောင်ဆန်းစုကြည်ရဲ့ဘေဘက်လက်မောင်းဒဏ်ရာရရှိခဲ့ကြောင်းစူဖောင်ဒေးရှင်းမှသတင်းထုတ်ပြန်ထားပါသည်။စူဖောင်ဒေးရှင်းရဲ့ဥက္ကဋ္ဌဂျင်ထော့နေအမှုဆောင်ရရှိချုပ်ဒေါက်တာမိုက်ကယ်မာရက်ခရော့စ်ပီတို့ကဒေါအောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးနဲ့ကောင်းမွန်စွာရှင်သန်နေထိုင်နိုင်ရေးအတွက် ကျွန်တော်တို့လွန်စွာမှစိုးရင်ပူပန်မိပါတယ်ကုလသမဂ္ဂကလည်းသူမအားလွတ်ပြေးရန်တောင်းဆိုထားပါတယ်သူမရဲ့80နှစ်ပြည့်မွေးနေ့မှာစူဖောင်ဒေးရှင်းအနေဖြင့်ဒွန်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားအားလုံးကိုချွင်းချက်မရှိချက်ချင်းလွတ်ပြေးရန်တောင်းဆိုပြီးတော့ဒါမြန်မာနိုင်ငံမှာငင်းချမ်းကြီးနဲ့ပြန်လည်တင်းမြေကြီးအတွက်မရှိမဖြစ်လိုအပ်တဲ့ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်လို့ပြောကြားထားပါတယ် ဒွန်ဆန်းစုကြည်ရဲ့ရှင်နေများဖြစ်တဲ့ဖရန်စွာဇင်မာရီနဲ့ကက်တလီနာတီလာဆိုတာတို့ကလည်းစီကောင်စီဟာဒွန်ဆန်းစုကြည်ကို2021ခုနှစ်ကစတင်ပြီးလုံးဝလှုပ်ဝက်ထားပြီးတော့၎င်းရဲ့အသက်အရွယ်နဲ့ငလီနန်ကြောင့်ဒဏ်ရာရရှိထားတယ်လို့ယူဆရတဲ့အခြေအနေကိုလည်းထည့်သွင်းစဉ်းစားကသူမဟာထောင်ထဲမှာတည်ဆုံသွားနိုင်တာကိုကျွန်တော်တို့အလေးနဲ့စိုးရိမ်နေရပါတယ်။ကဘာကြီးကဤအခြေအနေကိုလွတ်လွတ်ချူထားတယ်လို့ခံစားရပါတယ်လို့၎င်းတို့ရဲ့စိုးရိမ်ပူပန်မှုကိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဂျမ်ဘတ်ဆေးအုပ်စုဟာအသက်80အရွယ်ရှိတဲ့နိုင်ငံတော်၏အတိုင်းအမြံပုဂ္ဂိုလ်ကို၎င်းတို့နိုင်ငံတော်အာဏာကိုလူယူစဉ်ကလေးကမတရားဖမ်းဆီးအချင်းချထားခဲ့ပြီးတော့မြည်သည့်နေရာမှာထားရှိတာကို ဖုံးကွယ်ထားခဲ့တာလည်းဖြစ်ပါရယ်ခင်ဗျာဆလဘီနိုင်ငံတော်၏တာမင်ငံပို့ကိုဒေါန်ဆန်းစုကြည်၏အသက်80နှစ်ပြည့်မွေးနေ့အကျူအထိမ့်မှန်ဖြင့်ကျွန်းပင်အပင်ရှေ့ရာစိုက်ပျိုးတဲ့တဲ့ရင်ကိုတင်ပြပေးပါမည်။ နိုင်ငံတော်၏ထိုင်မြင်ကန်ပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်၏အသက်80နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ်စကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်ခင်ဦးမျိုးနှင့်မြို့နယ်တည်ရန်ဇာတာစီမံအုပ်ချုပ်မှုဥက္ကဋ္ဌရဲ့စီစဉ်ဆောင်ရွက်မှုဖြင့်တပင်စိုက်ပျိုးခြင်းအခမ်းအနားကိုစကိုင်းတိုင်းအတွင်းတနေရာမှာကျင်းပခဲ့ရာမြို့နယ်ပအာဖနာယကမြို့နယ်ပအာဖဒုတိယတာဝန်ခံရှူဘိုခရိုင်တည်ရင်သုံးမှတည်ရင်မှုမြို့နယ်ပကဖဒုတိယတာဝန်ခံ လူသားချင်းစာနာထောက်ထားရေးနဲ့ BND ရဲ့ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနမှတာဝန်ခံပြည်သူ့ရင်တွင်တာဝန်ခံတယံဇာတာဥက္ကဋ္ဌတရားရေးဥက္ကဋ္ဌနဲ့အဖွဲ့ဝင်၂ဦးစတဲ့တာဝန်ရှိသူများကတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။အဒီနောက်အမေစုနဲ့အတူမတရားဖန်ဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားများအားလုံးအ мян ဆုံးလွတ်မြောက်ပါစီစတဲ့စုတောင်းမြေတားများပို့သားခဲ့ကြပြီးတော့လူထုကောင်းဆောင်အမေစု၏အသက်၈၀နှစ်ပြည့်မွေးနေ့အကျိုးအထိမ့်မှအဖြစ်ကျွန်းပင်အပင်၈၀၀ စိုက်ပျိုးခဲ့ကြတယ်လို့သိရပါပါတယ်ခင်ဗျာဆက်လက်ပြီးတော့ဒေါ်အောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်အေရဝတီတိုင်းဝန်ကြီးချုပ်ဟောင်းမန်းချော်နီကီလိုမီတာ80ပြည့်တဲ့တရင်ကိုတင်ပြပေးပါမယ်ဇွန်လ19ရက်နေ့မှာကြာရောက်တဲ့ဒေါ်အောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်အနေနဲ့အေရဝတီတိုင်းဝန်ကြီးချုပ်ဟောင်းမန်းချော်နီကကီလိုမီတာ80ပြည့်ခဲ့တယ်လို့သိရပါတယ်အသက်80ပြည့်မွေးနေ့ကာလကိုအကျဉ်းထောင်ထဲမှာကြမ်းကြမ်းကန်ဖြတ်တန်းနေတဲ့ ကျွန်တော်တို့ရဲ့ခေါင်းဆောင်ကိုဂုဏ်ပြုတဲ့ဒီကမ်ပိန်းမှာကျွန်တော်ပါဝင်ခဲ့ပါတယ်လို့မန်းကျော်နေကဆိုထားပါတယ်ခင်ဗျာဆက်လက်ပြီးထောင်တွင်းနှိမ့်ဆက်မှုများနဲ့အဆိုးရွားဆုံးပုံစံဖြင့်အလौဒမားအေးလှုပ်ရှားသူကိုတက်နှင်းအောင်ထောင်တွင်းတိုက်ပိတ်ခံထားရတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ် ထောင်တွင်နှိမ့်ဆက်မှုများနဲ့အဆိုးရွားဆုံးပုံစံဖြင့်အလုတ္တမအရေးလှုပ်ရှားသူကိုတက်နှင်းအောင်ကိုထောင်တွင်တိုက်ပိတ်ခံထားရတယ်လို့မြန်မာနိုင်ငံစစ်မှုလက်မှုနဲ့ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုတ္တမတမကများအဖွဲ့ချုပ်ကသတင်းထုတ်ပြန်ထားပါသည်2021ခုနှစ်ဇွန်လ14ရက်15ရက်နေ့များမှာ MICS TUSF အဖွဲ့ချုပ်ရုံးများအားစစ်တပ်မှဝင်ရောက်စီးနှင်းရှာဖွေမှုတွေပြုလုပ်ခံခဲ့ရပြီးတဲ့နောက် အထွေထွေအတွင်းမှုချုပ်ဖြစ်သူဦးတက်နှင်းအောင်ကိုဇွန်လ18ရက်နေ့မှာဖမ်းဆီးထိန်းသိမ်းသွားခဲ့တာဖြစ်ပါတယ်။ကိုတက်နှင်းအောင်ကိုမိသားစုရှင်းနေတိုးနဲ့တွေးဆောင်ခွင့်ပိတ်ပင်ခံထားရပြီးတော့အဆက်အသွယ်ပြတ်တောက်နေကထောင်အတွင်းနှိပ်စက်မှုများနဲ့အဆိုးရွားဆုံးပုံစံဖြင့်တိုက်ပိတ်ခံထားရတဲ့အတွက်စိုးရိမ်ပူပန်မိတယ်လို့ MICSTUSF ကဖော်ပြထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးထီလင်းမြို့မြို့မရဲစခန်းမှနိုင်ငံရေးအကျဉ်းသား73ဦးထွက်ပြေးလွတ်မြောက်လာခဲ့ပြီးတော့အမျိုးသမီးနိုင်ငံရေးအကျဉ်းသူတအူးမိုင်းနေမိတိတ်ဆုံးတဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ထီလင်းမြို့မြို့မရဲစခန်းမှမတရားဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသား73ဦးဟာဇွန်လ18ရက်နေ့ညဦးပိုင်းမှာအချုပ်ခန်းမှထွက်ပြေးလာခဲ့ကြောင်းထီလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်းများမှအတည်ပြုထုတ်ပြန်ထားပါသည်။ ထွက်ပြေးနေစဉ်လမ်းပိုင်းတစ်နေရာမှာမိုင်းနေမိတဲ့အတွက်ကြောင့်အသက်58နှစ်အရွယ်နိုင်ချင်းအမျိုးသမီးမှာအသက်ဆုံးရှုံးခဲ့ရပြီးတော့ကျန်72ဦးလွန်မြောက်လာတဲ့အတွက်ကြောင့်ကောင်းမွန်စွာကြိုးစားဆောင်ရှောက်ထားတယ်လို့သိရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ចောင်းသားလူငယ်များအတွက် scholarship discount 15%ရရှိမယ် study saver program ရွေးဦးတက္ကသိုလ်မိတ်ဆက်တဲ့တင်ကိုတင်ပြပေးပါမယ်ပြည်ညာရဲ့ဘောင်းဆောင်ကိုရွေးဦးတက္ကသိုလ်နဲ့အတူ လီလာတင်ကြားနေတဲ့ចောင်းသားလူငယ်မိဘပြည်သူများအတွက် Spring University မြန်မာနဲ့ Spring Development Bank မှပြုလုပ်တဲ့ Scholarship Discount 15%ရရှိမဲ့ Study Saver Program ကိုຫນွေဦးတက္ကသိုလ်ကမိတ်ဆက်ခဲ့ပါတယ်။ဝေယုတက္ကသိုလ်ရဲ့ဂျွန်အင်တိတ်မှာဖွင့်လှစ်တော်မူ short course များကိုပထမဆုံးလာရောက်အနှံသူအယောက်200အတွက် Spring Development Bank နဲ့ပေးချေပါက scholarship discount 15%ရရှိမှာဖြစ်တယ်လို့သိရပါတယ် Starry Silver Program ဟာမျိုးဥတက္ကသိုလ်မှာလေလာတင်ကြားနေတဲ့ចောင်းသားလူငယ်တွေအနည်းနဲ့အများပုံမှုအစဉ်ပြေသောပညာရေးရည်ရွယ်တစ်ခု ဖြစ်စေရန်ရည်ရွယ်တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းလေးကိုတော့ Radio NUG သတင်းတောင်းတာကီနင်းစစ်သွေးနဲ့ Carshel တို့ကပြပို့ထားတာဖြစ်ပါတယ်ခင်ဗျာ